ိတ်ဆိတ်ခြင်းကပညာပါပဲဒါပေမဲ့ရန်တန်တိတ်ဆိတ်နေခြင်းမျိုးတော့မဟုတ်ဘူးပေါ့ဒေါသမရှိဘူးရဲ့လို့လည်းဘယ်ဟုတ်ပါမလဲရှိတာပေါ့ဒါပေမဲ့လည်းဒေါသကိုထုတ်မပြတာကလည်းပညာပါပဲမခံစားရဘူးရဲ့လို့လည်းဘယ်ဟုတ်ပါမလဲခံစားရတာပေါ့ခံစားရပေမဲ့လည်းမျက်နာမှာမပေါ်အောင်ထိန်းချုပ်နိုင်တာကလည်းပညာပါပဲဝမ်းမနေတတ်တာတော့လည်းဘယ်ဟုတ်ပါမလဲဝမ်းနေတတ်တာပေါ့ဝမ်းနေပေမဲ့လည်းလူတကာကိုလှက်ပြီးတော့မှပြောပြမနေတော့တာလည်းပညာပါပဲလူပဲ ခံစားချက်ဆိုတာအသက်ရှိနေသေးသေးတော့ရှိနေဦးမှာပဲဘလို့ပညာသားပါပါထုတ်ဖော်မလဲဆိုတာပဲကြွားသွားတာပေါ့ပေါ်ပြလို့မထူးဘူးဆိုရင်ဒီလိုပဲအဆင်ပြေအောင်ကြိတ်မိပြီးကြော်လွားရမှာပဲဒေါတာကြီးတိုင်းထုတ်ပြနေရင်ကိုပဲဒေါတာကြီးတယ်ဆိုတဲ့နာမည်ရသွားမှာပဲဘာကြောင့်ဒေါတာကြီးရလဲဆိုတဲ့အကြောင်းရင်းကိုလူတွေသိမှာတော့မဟုတ်ဘူး ခံစားချက်တိုင်းထုတ်ပြနေရင်ကိုအားနဲ့ချက်ကိုလူတိတာပဲအဖတ်တင်တယ်ကိုခံစားရတာသူတို့ပြည်လည်နိုင်အောင်လုပ်ပေးနိုင်တာမှမဟုတ်တာဝန်ထဲတိုင်းငိုပြနေရင်လဲကိုအားပြော့တာပဲသူတို့သိတယ်ဖေးမကူညီမှာထက်ဝေဖန်တဲ့လူတွေကခက်များများဆိုတော့နေတတ်အောင်နေမှနေပြော်တဲ့ဘဝလေးကိုရပါလူဖြစ်လာပေမဲ့လဲဒီလူတွေနဲ့နေဖို့ဆိုတာတော်တော်လေးအထာကျပြီးတော့မှရင့်ကျက်နိုင်မှတော့ကကြဒီလိုရင့်ကျက်အောင်နေနိုင်ဖို့ဆိုတာကလည်းတော်တော်လေးကိုခက်ပါတယ်တိတ်ဆိတ်နေနိုင်ခြင်းဆိုတာတကယ်ပညာပါပဲ လောကလည်းရင့်ကျက်နိုင်ဖို့တင်ယူရပါအောင်မယ်ဆိုတော့ဒီတလောထဲမှာတော့အတတ်နိုင်ဆုံးတိတ်တိတ်လေးနေပါအောင်မယ်